ယေရှုဝါမှာတော့လုံးဝထင်မှတ်မထားတဲ့ကိစ္စကိုပွဲပြီးမှပြစ်တတ်တယ်ကိုယင်ဖွင့်လာတဲ့အတွက်တကပါလုံးဝပြစ်တတ်တယ်ကတတော်လီကိုအောင်းအောင်ခဲ့ရပါရဲ့ယေရှုဝါဟာဘရူနိုဆေးဗာနဲ့ပွဲမှာချီမကလုံးဝကိုကျူးကျသွားခဲ့တာပါချီမကျိုးတဲ့တန်ရာရှိနေခဲ့တာပါဒါမဲ UFC ဘက်ကနေအခုလိုမျိုး Brandon Reba နဲ့ပွဲမှာ လူစားဝင်ထိုးဖို့ကမ်းလှမ်းလိုက်တဲ့အခါမှာဂျက်ရှွာဘန်အနေနဲ့အခုလိုမျိုးတကယ့်ကိုမှအခွင့်အရေးကြီးကိုလက်လွတ်မခံခြင်းဘူးဒါကြောင့်မို့လို့ချီမကျိုးတဲ့တန်ရာကိုပါမှမမှုနိုင်တော့ပဲနဲ့ပွဲကိုချက်ချင်းပဲလက်ခံလိုက်ကြောင်းကိုဂျက်ရှွာဘန်ကပွဲပြီးအင်တာဗျူးမှာတခါတည်းပဲပရိသတ်တွေကိုသူ့ရဲ့ချီမကဂျိုးနေကြောင်းဒါပေမဲ့သူအကောင်းဆုံးရှင်ပြိုင်ထိုးတက်ခဲ့ကြောင်းနေ Brandon Reber ဟာလည်းတကယ့်ကိုမှနံပါတ်၁နဲ့ထိုက်တန်တဲ့ fighter ဖြစ်လို့တတော်လေးကိုဒီပွဲကခက်ခဲခဲ့ကြောင်းကို Joshua Ban ကပြောပါရီဒါကြောင့်မလို့အားလုံးနဲ့တည်တည်ထားကြမီလာတော့မသိဘူး Joshua Ban ကဒီပွဲမှာသိပ်ပြီးတော့ခစ်တွေမသုံးဘောเนาะဒါတော့တတော်လေးကိုတည်တည်ထားမိတယ်ဒါမင်း Joshua Ban ရဲ့ပွဲကိုအာယုံစိုက်နိုင်တဲ့အရေးတွင်းနဲ့တည်တည်ငြိမ်ငြိမ်နဲ့ကစားပြီးတော့ Jaime Fighter ရဲ့ဟာကွက်ကိုရှာပြီးတော့ထိုးရဲ့ 5i2 ကတော့တတော်လေးကိုကြောက်ခမလေးလေးလိုပဲပြောရမလားပေါ့နော်တတော်လေးကိုဒါပါရမီပါရီလို့ပြောလို့ရတယ်ဘောက်စင်ကလေးဗျာတပွဲပြီးတပွဲတိုးတက်လာနေတာပဲပြီးတော့ဂျက်ရှွာဘန်ကပြောပါတယ်ဒီပွဲကို ပြင်ဆင်ခြင်းက15ရက်ရက်20မဟုတ်ပါဘူးတဲ့ဒီပွဲတော့ပြင်ဆင်လာတာက9နှစ်ရှိပါပြီတဲ့ဗျာ သူ့အနေနဲ့ဒီကစားနီးကို legion ခဲတာက9နှစ်ရှိပြီလို့ဆိုထားပဲဖြစ်ပါတယ်เนาะသူ့ရဲ့ fighter ဘွား9နှစ်အတွင်းမှာ legion ခဲတာတွေကဒီပွဲအတွက်ပဲအခုလိုမျိုးထိုးနိုင်ဖို့ပဲဆိုပြီးတော့ Joshua ဘန်ကဘာစင်ဂျီမှာပြီးမနေခဲ့ပါဘူးဒါကိုကြိုက်တာပါအခုဆိုရင်ဂျက်ရှွာဘန်ရဲ့ဇာကိုတော့တကပါလုံးကတီးသွားကြပြီဖြစ်ပါရယ်ဂျက်ရှွာဘန်ဟာဘရူနိုဆေးဘာနဲ့ပွဲပြီးမှဘရန်ဒန်ရေဘာနဲ့ထိုးဖို့၂၁ရက်ပဲချားပါရယ်ဗျာ ဒါကြောင့်မို့လို့ပဲခုချိန်မှာတော့နံပါတ်3 fighter ကြီးကိုအလဲထိုးနိုင်ခဲ့တယ်ဂျိုရှွာဘာဆွေတော့ဖြစ်ကဘာအဝမ်းတဟုံထိုးဂုံတင်းကြောစောလာခဲ့ပြီးတော့အာပေမှုကလေမြစ်တက်လာခဲ့ပြီလည်းဖြစ်ပါရီတချို့ဆိုရင် fight of the year ပွဲစဉ်တွေတက်ကတပွဲလို့တော့ချီမွန်ထောပနာဖြူချတာကိုတွေ့ရပါပြီဗျာနောက်ထပ်လဲဂျိုရှွာဘန်ကြီးက champion single ပွဲမှာဂျမ်းမအောင်မယ်တကယ်ပြောတာပါဂျိုရှွာဘန်တကယ်ကိုပါရမီရှိပါတယ် တချို့သူတွေကဟိုဘက်ကနဗန်းသမားဖြစ်တဲ့အတွက်ချန်ပီယံကြီးကနဗန်းသမားဖြစ်တဲ့အတွက်စိုးရင်ကြတယ်မစိုးရင်ကြပါနဲ့ MVP ကအသက်35နှစ်အရွယ်ရှိပါပြီ Joshua Van ကထိတုံး defense ကောင်းပါလေဒီကြားထဲမှာဒီထက်ပိုကောင်းမွန်အောင်လေ့ကျင့်နိုင်ရင်တော့ကျွန်တော်တို့ Joshua Van ကချန်ပီယံဖြစ်နိုင်တယ်လို့ကျွန်တော်အသက်ပြောရဲပါတယ်ဗျာ